လာပါကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖေးသေးရပါနောက်မကြီးပြေးမှာနွားသားပေါက်လေးတော့အစ်စ်ပါသေးတယ်။အပြင်မဲကျင်တော့လက်ရသေးတဲ့ကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖျဲတီးတွေဖြစ်ပါတယ်။လက်ရှိကျမတို့နိုင်ငံရေးအခင်းကျင်းမှာလေအပြင်မှာဆိုင်ပြီးတော့အတွင်းမှာနီနေတဲ့အသားတွေကလောက်တွေကိုဖော်ထုတ်ပွင့်စစ်ဆေးဖို့အပြစ်ပေးဖို့လိုအပ်ပါတယ်။ကျုပ်တန်ဖိုင်တစ်ခုပြပါမယ်။ ံဖိုင်မှာရက်ဆွဲပါတယ်2022တုန်းကဒါကဒေါင်ဆန်းစုကြည်ကိုကျွန်တော်တို့ထောင်တွင်းတရားရုံးကနေပြီးတော့ရုံးချင်းထုတ်ဆစ်ဆေးနေတဲ့ CCTV ရုပ်သံမှတ်တိုင်းဒီနေ့ဒီ Guardian ဆိုတဲ့သတင်းဌာနမှာပေါက်ကြလာတယ်သူတို့ကိုတဲ့ပြည်သူအဖွဲ့ဆိုတဲ့အဖွဲ့စီတစ်ခုကနေပြီးပေးပို့ဆက်သွယ်လာတဲ့အတွက်เนาะအဲ့ဒီမှာရုပ်သံဖိုင်တစ်ခုအပြင်ဒေါင်ဆန်းစုကြည်ရဲ့ထောင်တွင်းမှာနေထိုင်စားသောက်မှုပုံစံတွေပါတွေ့ရှိရတယ်ဆိုပြီးတော့ဒီ Guardian သတင်းဌာနကဖော်ထုတ်လာတယ်ဒီလို အခြေအနေမျိုးတွေကဒီလိုအကြောင်းအရာတွေကတာမန်မျိုးနဲ့ဆင်ခရိုင်ဆင်ဖဲသီးတွေလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးမဟုတ်ကျမတို့ပြည်တော်စုဆင်နေမှာအသားရဲကလောက်တွေရှိနေပြီလားဒီလိုသားရဲကလောက်တွေမရှိဘဲနဲ့ဒီလိုနိုင်ငံတော်ဆင်ပြည်ဝါချက်တွေပေါက်ကြနေပြီလားဆိုတာကျမတို့ဆိုရင်ရတယ်နိုင်ငံတော်ဆင်ဖဲသီးကငိုတဲကရှိပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါ်ဆဲစုကြည်ကကျမတို့နိုင်ငံတော်ရဲ့အတွင်းစီးတွေကို ုင်ငံသားလားတံပေးဆိုပြီးတော့လူပေါင်း60တယောက်တိတိကျောင်းလူနိုင်ငံတော်အတွင်းစီးတဲ့ကိုနိုင်ငံတော်စစ်ဖျဲသီးတွေခေါ်သွင်းခဲ့တဲ့အတွက် ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့9နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တန့်အဆင့်လှိုဝဲရမယ်လှိုဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံးစီးပွားရေးဆိုလို့ရှိရင်လည်းကျမတို့လက်ရှိမှာ MOGE ကိုအထူးကားထားပြီးပြတ်ဖက်ထားတိုက်ခိုက်နေကြတယ်။ MOGE နဲ့ဖက်ဆက်လုံခြုံရေးဖြစ်တဲ့ PDD EP PDDOR တို့ကိုဇက်တိုက်ဖိအားပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ။ရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျက်သိခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။သူတို့နိုင်ငံသားသားအကြံပေးပုဂ္ဂိုလ်တွေ တိုက်ခန်းပွားမယ်ဆိုတဲ့စီယုံစင်ကာလာတော့ကဒေါ်စုကြည်ပြောခဲ့တဲ့စကားလေးတစ်ခုရှိ ကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာပြည်သူကိုအားကိုးပြီးလုပ်တာပါဘယ်နိုင်ငံသားသားကိုမှအားကိုးပြီးလုပ်တာမဟုတ်ပါဘူးလို့ဒေါ်စုကြည်ပြောခဲ့တယ်။အဲ့ဒီချိန်တုန်းကတမရဦးသိန်းရဲ့အစိုးရလက်ထက်မှာနိုင်ငံသားသားအကြံပေး25ယောက်ကိုမှားရမ်းပြီးအုပ်ချုပ်တဲ့အတွက်ဒေါ်စုကြည်ဒီစကားပြောတယ်။သူကိုယ်ရအစိုးရဖြစ်တဲ့အခါကျတော့နိုင်ငံသားသားအကြံပေးဆိုပြီး60ယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်အစိုးရဖွဲ့တည်တဲ့မှာထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ ။ဒါကြောင့်ဒီရုပ်တံဖိုင်ပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ွယ်မှာဆက်ဆက်နေတဲ့ဖရဲသီးတွေအသားထဲကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်ပါတယ်။အသားထဲကလောက်တွေကိုဖော်ထုတ်ဖို့ ရှင်းလင်းဖို့လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့နေပြည်တော်အချုပ်ထောင်တွေကတရားခွင်ရုပ်တံပေါက်ကြားလာ2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးကတည်းကဖမ်းဆီးထိန်းသိမ်းခံရပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရားခွင်ရုပ်တံမှတ်တမ်းပေါက်ကြားလာပါတယ်။ 2022ခုနှစ်ဩဂုတ်လ22ရက်နေ့ဒီဇင်ဘာလ12ရက်တို့မှာနေပြည်တော်အချုပ်ထောင်တွင်တရားရုံးမှာရုံးချင်းကိုတက်ရောက်နေတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ရဲ့တရားခွင်ရုပ်တံကိုဖြတိန် Guardian သတင်းဌာနကဖော်ပြလာတာဖြစ်ပါတယ်။ရုပ်တံထဲမှာတော့တရားခွင်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ဦးသူညာရင်မြင့်တို့တရားခွင်မှာစောင်းဆိုင်နေတာအဲ့ဒီနောက်တရားသူကြီးတရားခွင်ထဲဝင်လာတဲ့အခါထပ်ပြီးနှုတ်ဆက်တာတွေမြင်ရပါတယ်။ သူတို့နှစ်ယောက်ထိုင်နေတဲ့ဘေးတစ်ဖက်စီမှာတော့ရဲမေတအူးနဲ့ရဲတအူးတို့စောင့်ကြပ်နေတာကိုလည်းတွေ့ရပါတယ်။စစ်ကောင်စီဟာအာဏာသိမ်းပြီးတဲ့နောက်ဖမ်းဆီးထားတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ရဲ့တပ်ပုံတွေကို2020ခုနှစ်မတ်လမှာနေပြည်တော်ကောင်စီတရားရုံးဝင်တဲ့ကအထူးတရားရုံးမှာရုံးထုတ်တယ်လို့သတင်းထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမထုတ်ပြန်တော့ပါဘူး။ဒါကြောင့်အခုပေါက်ကြားလာတဲ့နေပြည်တော်တရားခွင် ရုပ်တံမှတ်တမ်းဟာဒေါ်အောင်ဆန်းစုကြည်ဘာရီကြုံနေရတယ်ဆိုတာကိုအာနာတိန်လေးနှစ်အတွင်း လူလူကဒုတိယအကြိမ်တီးခွင်ရတဲ့မြင်ကွင်းလေးဖြစ်လာပါတယ်အခုရုပ်တံမှတ်တမ်းရဆိုရင်အဲ့ဒီသတင်းပတ်တွေဟာနေပြည်တော်အချုပ်ထောင်ထဲမှာစစ်ကောင်စီကဒေါအောင်ဆန်းစုကြည်အပေါ်ဆွဆွဲတဲ့ရွေးကောက်ပွဲမတမာမှုတဘာဝဘေးအတွက်ဝယ်တဲ့ရဟတ်ရင်နဲ့ဆက်နွယ်တဲ့အမှုတွေအတွက်အမိန့်ချခါနီကာလာတွေလိုနားလဲရပါတယ်ရုပ်တံမှတ်တမ်းအရာ အဲ့ဒီယုံကြည်မတိုင်ခင်ပထမတပတ်2022ခုနှစ်ဩဂုတ်လမှာဒေါအောင်ဆန်းစုကြည်ဟာမိခင်ဖြစ်သူဒေါခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်ဆက်ပြီးစစ်ကောင်စီဆွဆွဲတဲ့အမှုတွေအတွက်ထောင်ဒဏ်18နှစ်ချမှတ်ခံထားရတဲ့ကာလဖြစ်ပါတယ်။အမှုတွေရင်ဆိုင်မှုအပြီး2022ခုနှစ်ကုန်ပိုင်းမှာတော့ဒေါအောင်ဆန်းစုကြည်ဟာအမှု16ခုအတွက်ထောင်ဒဏ်33နှစ်ကြာခံနေရပြီးတမရဦးဝင်းမြင့်ကတော့အမှု10ခုအတွက်ထောင်ဒဏ်12နှစ်ချမှတ်ခံခဲ့ရပါတယ်။